ဒန်ကြီးဆိုတာဟာမြမအခေါ်မှာတော့မြင်းနဲ့တူတဲ့မြင်းကြီးလို့ခေါ်ဆိုကြပါတယ်။မြင်းဆိုတဲ့တဲ့ဝါဟာမြင်းနဲ့တူတဲ့ဆိုပေမဲ့မြင်းထက်တော့အကောင်ငယ်ပြီးတော့တောက်တင်းခိုင်ခဲတဲ့ခန္ဓာကိုကြီးမားတဲ့ခွာနဲ့ရှင်လျာပြည့်ကျဲပြတဲ့နေရွက်တွေရှိပါတယ်။အဲ့ဒီကြီးမားတဲ့နေရွက်တွေကြောင့်ပဲပူပြင်းတဲ့ရာသီဥတုမှာတော့ခန္ဓာကိုယ်ရဲ့အပူဓာန်ကိုရှောင်ရှားစေဖို့အတွက်များစွာအထောက်အကူပြုရတဲ့အရာလည်းဖြစ်ပါတယ်။မြင်းဆိုတဲ့တဲ့ဝါလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာခရဲကကွန်မစီကိုတိတ်ပို့ဆောင်မှုအတွက်အဓိကအသုံးပြုခဲ့တဲ့တဲ့ဝါလည်းဖြစ်ပါတယ်။ပုံမှန်အားဖြင့်တော့မြင်းရဲ့ဓာတ်က အာ၃ဘေးကနေ၄လက်မလောက်အထိပဲရှိပါတယ်အလွန်ကြီးမားတဲ့မြည်ရင်ဆိုရင်တော့မှသူတို့ရဲ့တောက်က၄ဘေးကျော်ကျော်လောက်အထိပဲရှိပါတယ်ဒါပေမဲ့ကဘာတောက်မြင့်ဆိုမြည်ရလို့စံချိန်တင်ထားတယ်ဒါရစ်ဆိုရင်မြည်ကတော့တာမန်မြည်ရင်နဲ့မတူဘဲနဲ့ကွဲပြားတဲ့အမြင့်ရှိလို့ပါ greenish စံချိန်ဝင်ရလောက်တဲ့အထိကိုမှဒါရစ်မြည်ရဲ့တောက်ကဘယ်လောက်ရှိလို့လဲဒါကလည်းရှင်းပါတယ် greenish စံချိန်ဝင်နေဆိုကြဲကဒါရစ်မြည်ရဲ့တောက်ကပြိုင်မဲ့ကဖြစ်နေလို့ပါ အာဒါရိုက်မီရဲ့တောက်ကတော့ငါးပိတ်နဲ့ငါးလက်မအထီကိုရှိပါတယ်ဒါအတမန်မြည်ရနေရှင်မယ်ဆိုလို့ရှင်တော့ခလေးနဲ့လူကြီးလောက်အထီကိုကွာတဲ့အမြင်ဆိုပြောရမှာပါဒါကြောင့်မို့လို့လေဒါရိုက်မီကကဘာမှာတော့ကဘာတောက်မြင့်ဆိုမြည်ရလို့စက်ကြိတ်တင်ထားတာပဲဖြစ်ပါတယ်